နှစ်ကြာစစ်မှုရန်ကာလပြီလို့ပြန်လာပြီးတဲ့မင်းသားလီတော်ဟောပရိသတ်ကြီးရဲ့မင်းသားလီတော်ဟောကတော့ The Glory တန်းကမင်းသားလေးပဲဖြစ်ပါရင်မင်းသမီးဆောင်းရီကိုရဲ့မင်းသမီးလီချင်းရောနဲ့သူတက်ဖက်တင်းဆောင်ထားတာပါ21လကြာမှာစစ်မှုရန်တာဝန်ပြီးဆုံးပြီးတော့နှစ်နှစ်နေပါအချိန်ခီးကိုမိသားစုကိုလွန်ကြောင်းစားလေးနေတဲ့သူ့ရဲ့ချစ်သူမမလီချင်းရောစီကိုပို့ပေးရလို့ဆိုပါရင်မင်းသားလီတော်ဟော The Glory စက္ကိုင်းမှာမင်းသမီးဆောင်းရီကိုရဲ့ချစ်သူများမှာတင်းဆောင်ထားပြီးတော့ အဲဒီစကားပြီးမှတော့စောင်းရီကိုကိုအမြဲနိုင်ခြင်းနဲ့မင်းတွေလီချင်ရောင်းတဲ့ဒိတ်တင်တဲ့တွေထွက်ပေါ်လာခဲ့ပါတယ်။၂023ခုနှစ်မေလ23ရက်နေ့အသက်30ပြည့်နေမှာပဲ20လကြာစစ်မှုထမ်းသွားခဲ့ရပါ။သူရဲ့စစ်မှုထမ်းကာလဟာ20လကြာပြီးတဲ့လေတရဲဘင်ဟယာအဖွဲ့မှာပါဝင်ခဲ့တာပါ။အခုဆိုရင်တော့မင်းသားလီတော်ဟာအရက်သားဖြစ်နေပြန်လာခဲ့ပြီးတော့စစ်မှုထမ်းတာဝန်တွေလည်းပြီးဆုံးခဲ့ပါပြီ။သူချစ်ရတဲ့မမလီချင်ရောင်းနဲ့လည်းပြန်လဲဆုံပြီးခဲ့ပြီးတော့ကောင်းလေးကမမကိုလွမ်းနေရတာအမှန်ပါပဲနော်။ အတိမိတ်ဆွေလူပညာရှင်တွေပရိသတ်တွေကလည်းမင်းသားလီတော်ဟောနဲ့အိမ်ပြန်ကုန်မှန်းဆက်တည်ကြပြီးကျုံစုံပေးခဲ့အောင်တွေ့ရမှာပါနော်မင်းသားလီတော်ဟောဟာစစ်မှုထမ်းရေးကာလကြာပေမဲ့ပရိသတ်ကြီးရဲ့အဆက်မပြတ်သောသူ့ရဲ့ drama လေးတွေကိုအေဂျင်မကနေထုတ်ဝေပေးခဲ့ရပါမင်းသားစစ်မှုထမ်းချိန်မှာလည်းမင်းသားမော်ရွန်စကားမှာအိတ်ဆောင်းဝါစကားတွေထွက်ရှိခဲ့ပြီးတော့ပရိသတ်အားပေးဖို့အခိုင်အမာရရှိသူတွေလည်းဖြစ်ပါရဲ့နော်ပရိသတ်တွေကအမြဲဦးစားပြီးတော့ချစ်တယ်လို့လာကြသူရဲ့ line style ကိုလည်းအမြဲချပြပေးခဲ့တယ်ပိုင်းမင်းသားဟာသူ့ရဲ့ချစ်မမလီချင်းယုံကို စစ်မှုရန်ကာလမှာခွင့်ရရတဲ့အချိန်မှာသူနေနေရာကိုခေါ်ကအလန်းပြေတိတ်တယ်လို့ဆိုရင်အများအားကြတဲ့မနေ့မှအတွင်းလေးဖြစ်ပြီးတော့မင်းသမီးလီချင်းရောကိုတိုက်ခိုက်ကြတယ်နိုင်စန်းဆိုရင်ဖြောင်းချက်ပေးခဲ့ပြီးတော့လူရင်းနဲ့တက်တည်ပြမယ်လို့စောင့်ကြည့်ကြပါလို့ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်ဒေဗော်ရီစကားပြီးမှတော့မင်းသမီးလီချင်းရောဟာစကားတိုင်းမှာအကြောင်းနဲ့ချက်ဖတ်ဖို့ကြိုးလွခဲ့လို့ကောလာဟလာရေထွက်ခဲ့ပါသေးတယ်ဒါကိုမင်းသားလီတို့ကတော့မဖြစ်နိုင်ကြောင်းပြောပြခဲ့ပြီးလူရင်းတင်တက်တည်ပြမှာပါလို့မင်းမီးလေးကိုလက်ဆဲပြီးပြောပြခဲ့တဲ့သူကနော်မင်းသားလီတို့ဟာခေတူတော့မဟုတ်ပါဘူး 60ကျင်းမြောက်ကျင်းပတဲ့ဗကန်ဒုပညာပွဲမှာလည်းအကောင်းဆုံးမြန်မာပြည်သူ့ဆောင်စုကိုရရှိခဲ့တာပါ။ The Glory ဇက်ကနဲ့ရရှိခဲ့သူပင်အားမင်းသမီးဆောင်ဟေကိုလည်းစင်ပြေပုံကတွဲခေါ်ပြီးတော့ကျေးဇူးတင်စကားဆိုခဲ့သူပါနော်။လူမှုရေးတိတက်ပြီးတော့ social ကောင်းလာကြောင်းအများကြီးချစ်ခင်မှုရထားတဲ့မင်းသားလေးဟာ2024ခုနှစ်မှာပဲ HMA ရုပ်ရှင်ဆုရရှိကစီယူနီဖောင်းနဲ့ပဲစုကိုတက်ယူခဲ့ရပါတယ်။စုယူနေစပါပဲ။ကျေးဇူးတင်စကားတွေပြောတဲ့အခါမှာချစ်သူမမကိုလည်းချစ်တယ်။ညွန်ကျေးဇူးပဲလို့လူရှိသူရှိမှာကိုပြောပြခဲ့တာပါ။ သူတို့ညာရဲ့ချစ်သူဖြစ်တာကိုဖုံးခွယ်မထားဘဲတာမန်ပေါ်ပေါ်ပပဆောင်တဲ့လူမျိုးဆိုရှယ်မှာတရားဝင်ချပြခဲ့တယ်ကွာနော်စစ်မှုဝထမ်းခင်မှာလည်းမင်းသားလီတော်ဟာခမ်းမိတ်ပစ္စည်းလေးတွေဝယ်ယူခဲ့ပြီးတော့ချစ်သူတို့ကန့်ခီးစင်လေးကိုတာယာခဲ့တာပါမင်းသားလီတော်ကလည်းတာမန်ရဲ့သားဖြစ်နေပြီးတော့အခုဆိုရင်အမှုပညာကမ်းလှမ်းမှုတွေနဲ့ပရိသတ်ကြီးထံကိုဘလို့ဇက်ကောင်တွေနဲ့ surprise တိုက်မလဲဆိုတာကြည့်ရှုရမှာပါနော်ဆွေမျိုးတွေနဲ့အပေါင်းအသင်းမင်းသားမင်းသမီးအမှုပညာရှင်တွေကတော့စစ်မှုတွေကိုကောင်းစွာတာဝန်ကျခဲ့တဲ့မင်းသားလီတော်ကိုပွဲတွေကိုဂုဏ်ပြုပေးနေကြပါတယ်ဒီတော့ပရိသတ်ကြီး မမနဲ့မောင်လေးမင်းသားလီတော်စစ်မှုရန်ပြန်လာတဲ့ပုံမှာမျက်ချက်လေးလည်းပြောပြခဲ့ကြပါအောင်နော်။